2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာမနေ့ကတော့3ည4ဆိုတော့တဲအောင်မြင်နေပြန်နော်နှစ်သီးသားပေါ့ဗျာတော့မွေးပရိတ်လည်းရှိရပါတော့နော်6လေးပရိတ်ကကျွန်တော်4ပရိတ်ဖတ်သွားပြီဆိုတော့6ပရိတ်ကတော့ like ရမလို့တော့ဗျာ မနေ့ကတော့ပြောင်းနေနော်ညနေဘက်ထက်ကတုံညာနှစ်နဲ့ပြီးပြီထင်တာကိုကုစုမှုရဲ့မင်္ဂလာပါညီဟုတ်ကဲ့မင်္ဂလာပါကိုရဲ့မနေ့ကတော့ကျွန်တော်တို့ကံကောင်းတယ်ဗျတုံညာလေးဆိုတော့တဲအောင်မြင်တော့တယ်ပေါ့ ီနေ့မှလည်းကျွန်တော်လုံးပိုင်းတစ်လုံးကိုပရိတ်နဲ့ချုပ်မှာပေါ့နော်ဒီနေ့မှထူးခြားချက်ကဘာလဲဆိုရင်ပရိတ်နှစ်လိုင်းဒီကျွန်တော်တစ်လိုင်းနဲ့တစ်လိုင်းဒီပေါ့နော်ပရိတ်လိုင်းဒီအခုကတူညီနေတယ်ဗျဒါကြောင့်မို့ပရိတ်လိုင်းဒီဒီနေ့မှပို့ပြီးအားကောင်းတယ်လို့ကျွန်တော်ယူဆတယ်ဗျအကိုမတို့ကမိမိကြိုက်တဲ့ဝမ်းကျင်းဖြစ်ဖြစ် လုံးမှန်ဖြစ်ဖြစ်ရှိရပေါ့နော်ကျွန်တော်အခုပြမယ် ဘရိတ်လိုင်းလေးနဲ့တွဲပြီးတော့ကစားရင်တော့ပေါက်ကနေဖြစ်မယ်လို့တော့ယုံကြည်ပါတယ်ဗျ။ကျွန်တော်ဒီနေ့မှာပြင်သွားစရာလေးရှိလို့ညနေတော့ live မလွတ်နိုင်ဘူးပေါ့နော် live မလွတ်နိုင်ပြီမြဲညနေအတွက်ပါကျွန်တော်တခါတည်းရှင်းပြပေးခဲ့မယ်ဗျညနေအတွက်တော့ပရိသတ်တစ်လုံးနဲ့ပေးနေတာဖြစ်တယ်ဗျနော် မနေ့ကကိုတယောက်ပြောတယ်ပေါ့နော်ဘရိတ်လိုင်းကိုဘိုင်ဘက်မှာကျွန်တော်သူ့ရဲ့ site ကလေးပေါ့နော်ပြကြည့်တယ်ပြအဲ့ဒီမှာသူ့ရဲ့ထိတ်ရဲ့အပိတ်ရဲ့ဘရိတ်ရဲ့ပေါ့နော်ဒါမှမဟုတ်အဲ့ဒီအထိတ်ပိတ်ကတော့ထိတ်နေတဲ့ပိတ်ကတော့မမှန်ခဲ့ဘူးသူ့ရဲ့ဘရိတ်လိုင်းကတလုံးနဲ့ကတော့မှန်လာခဲ့တယ်ပြဒါကြောင့်မို့ကျွန်တော်အဲ့ဒီဘရိတ်လိုင်းလေးကိုညနေမှာကစားရမယ်ပေါ့နော် ကျွန်တော်ဒီမှာဆိုရင်3ရက်4ရက်ဒီရက်1ကသုံးလုံးပေါင်းခြင်း3 4 1သုံးလုံးပေါင်းခြင်းဒီ shit အဲ့ဒီ shit ဒီကျွန်တော်ဒီမှာလုံးပါ3ရက်4ရက်ဒီရက်1ကသုံးလုံးပေါင်းခြင်းဒီ shit အဲ့ဒီ shit ဒီကျွန်တော်ဒီမှာ shit ပိုင်းမှာခွင်း shit ဆိုပြီးတော့ထွက်တယ်နောက်တစ်ပြင်က၈ရက်ဒီက၃ရက် တရတဲ့ရှစ်သုံးတဲ့သုံးလုံးပေါင်းခြင်းဒီနှစ်အဲ့ဒီနှစ်ဒီဒီမှာလုံးပိုင်းတော့ဒီနှစ်ပိုင်းမှာ၄နှစ်ဆိုပြီးတော့ထွက်ဒါဆိုရင်နောက်တစ်ပြင်ကနှစ်ရဒီက6ရဒီက8 2ရဲ6ရဲဒီရက်8ကဲ3လုံးပေါင်းချင်းဒီ6အဲ့ဒီ6ဒီကျွန်တော်ဒီမှာလုံးပါ6ပိုင်းမှာ2 6ဆိုပြီးတော့ထွက်တယ်ဗျကိုကိုမင်္ဂလာပါညီလေးဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်ဒါဆိုဒီနေ့မှာဒီရက်6ရဲဒီရက်4ရဲဒီရက်4ရဲ 6ရက်4ရက်10ရက်4ရက်၃လုံးပေါင်းခြင်းဒီ4ဖြစ်လို့ကျွန်တော်ဒါဆို4ပိုင်းပေါ့ဗျာနော်အလုံးမဲ့ဒါလေးနားလည်မဲ့ထင်ပါလေပြကျွန်တော်ဒီမှာ3 4 3လုံးပေါင်းခြင်း8ဖြစ်လို့8ပိုင်း8ပိုင်းမှာခွင်း8ဆိုပြီးထွက်တယ်နောက်တစ်ပြင်က8ရယ်3ရယ်ဒီရက်1ကဲ3လုံးပေါင်းခြင်းဒီ2 2ဖြစ်လို့ကျွန်တော်2ပိုင်းပေါ့2ပိုင်းမှာ4 2ဆိုပြီးတော့ထွက်တယ် နောက်တစ်ပင်ရ2ရ6ရဒီရ8ကဲ3လုံးပေါင်းချင်းဒီ6ပေါင်းချင်း6ဖြစ်လို့ကျွန်တော်တို့6ပိုင်း6ပိုင်းမှာ2 6ဆိုပြီးတော့ထွက်တယ်။ဒါကြောင့်မို့ဒီနေ့မှာ6ရ4ရဒီရ4ရ3လုံးပေါင်းချင်းဒီ4ပေါင်းချင်း4ဖြစ်လို့ကျွန်တော်တို့ထပ်ပေးမယ်ဆိုရင်တော့4ဒီလုံးမယ်ပေါ့ဗျာနော်။အားလုံးမဲ့ဒါလေးလည်းနားလည်မယ်ထင်ပါတယ်ဗျာ။ကိုမတော့ကြိုက်နေတက်မှာတော့ပေါ့ဗျနော် ဒါဆိုရင်ကျွန်တော်ဒီကောင်လေးကိုပေါ့နော်နောက်ထပ်ဝိုင်းရင်းတစ်ခုနဲ့တွဲကြမယ်ပြ။ရှင်တော့ကနအပိတ်ကိုတဲ့စနစ်6လေးဟုတ်တယ်ဗျာနော်အပိတ်အပိတ်လိုင်းပေးနေတယ်တော့တွေ့ရတယ်ဗျာဟိုဒီ6ပိုင်းမှာလဲကျွန်တော်တို့ခွင်း6ဆိုပြီးတော့6နောက်ပိတ်ပေးတယ်ဒီမှာလဲကျွန်တော်တို့2ပိုင်းမှာလဲ6နှစ်ဆိုတော့2နောက်ပိတ်ပေးတယ် ဒီ6ပိုင်းမှာလည်း2 6ထွက်တော့6နောက်ပိတ်ပြီးဒါဆိုရင်ဒီ၄တီလည်းကျွန်တော်နောက်ပိတ်အနေနဲ့တွေ့ရတယ်ဗျနော်လွန်လွန်းနဲ့မကြိုက်ဘူးတဲ့ဟုတ်ကဲ့ပါဗျနော်မကြိုက်ရင်တော့မကစားပါနဲ့ဗျအကြိုက်ကိုတော့ကစားပါဗျနော်ဒါဆိုရင်ကျွန်တော်နောက်ထပ်ဝမ်းကျင်းပြီးခွင်ရဲ့၃ညရဲ့နှလုံးပေါင်းခြင်းတီခွင်ခွင်ရဲ့ပါဝါတီနှစ် ခွင်ရဲ့တုံညရဲ့နှလုံးပေါင်းခြင်းဒီခွင်ခွင်ရဲ့ဘာဝဒီနှစ်ခွင်နှစ်ဒီအချဲတော့ဒီခွင်နှစ်အချဲမှာခွင်ရှစ်ဆိုတော့ခွင်ထစ်ဒီရှစ်ပိုင်းနဲ့ဒီခွင်နှစ်အချဲနဲ့တွဲရမှာပေါ့နော်တွဲရင်ခွင်ရှစ်ရဲ့နှစ်ရှစ်ရဲ့ဆိုပြီးကဏ္ဍနှစ်ကွက်မှာကျွန်တော်တို့ခွင်ရှစ်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပြင်ကဒီကခွင်ရဲ့ဒီက၅ရဲ့ ငါးနဲ့ခွန်းနဲ့နှလုံးပေါင်းခြင်းဒီနှစ်နှစ်ရဲ့ပါဝါဒီခွန်းနှစ်ခွန်းဒီအချင်းတော့ဒီနှစ်ခွန်းအချင်းမှာ၄နှစ်ဆိုတော့နှစ်ထိဒီမှာတော့ကျွန်တော်တို့ဒီကောင်ကြည့်နေတဲ့ယူရင်တော့ကျွန်တော်တို့ပေါက်ကနေဖြစ်သွားမှာပေါ့နော် ဒီကောင်ကိုကျွန်တော်တို့ခွန်းနှစ်တုံညာကီဒီကောင်ကိုနှစ်ခွန်းလေးကီပေါ့နော်အဲ့လိုမျိုးယူရင်တော့ကျွန်တော်တို့ပေါက်ကနန်းဖြစ်သွားမယ်ဗျအဲ့လိုမျိုးနားလိုက်ကြမယ်ထင်တယ်ဗျနော်ဒါဆိုကျွန်တော်ဒီမှာခွန်းနှစ်တုံညာကီလို့ယူလိုက်မယ်ဗျဒီမှာဒီနှစ်ခွန်းလေးကီနှစ်ခွန်းလေးကီဆိုတော့ကျွန်တော်တို့ဒီမှာ၄ထီတယ်ပေါ့နော်ဒီနှစ်ပိုင်းနဲ့ဒီဘက်ကနှစ်ခွန်းလေးကီနဲ့တွဲရင်တော့၄နှစ်ဆိုပြီးတော့ပေါက်ကနန်းပါမယ်ဗျဒါဆိုဒီမှာလဲကျွန်တော်တို့၃ရေတည်းရ၄ရေ 3နဲ့4နဲ့ပေါင်းတော့ခွန်းခွန်းရဲ့ဘာဝတိ2ခွန်းရဲ့နှက်ခတ်တိ3ညခွန်းနဲ့3ညတိကိကျွန်တော်တို့ဒီခွန်းနဲ့3ညကိမှာလဲကျွန်တော်တို့2 6ထွက်တော့2တိဒီ6ပိုင်းကိုခွန်းနဲ့3ညကိနဲ့တွဲရမှာဗျတွဲရင်ခွန်း6ရဲ့2 6ရဲ့3ည6ရဲ့ဆိုတဲ့ခဏန်း3ခွက်မှာကျွန်တော်တို့2 6ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရောဒီမှာဒီနေ့အတွက်ကကျွန်တော်တို့8ရဲ့2တဲ့ ရှင်းနေနှစ်နဲ့ပေါင်းတော့တုံညာတုံညာဘာဝတိ9တုံညာနှစ်ခတ်တိခွန်းတုံညာ9ခွန်းတိကီလေးပိုင်းကိုတုံညာ9ခွန်းကီကိုမတို့ကမိမိမဝမ်းကျင်းနေကြိုက်နေတဲ့တမတုံးမြေနော်ကျွန်တော်တော့ကျွန်တော်မြင်တာတွေ့ကြလေးကိုချပြပေးခြင်းဖြစ်တယ်ဗျကျွန်တော်ဒီကောင်လေးကလုံးမိုင်လေးပေးနေတာဖြစ်တဲ့အတွက်ဒီ site ကိုပဲကျွန်တော်ယူလိုက်တယ်ဗျနော်ကိုမတို့ကကြိုက်နေတဲ့မူပါမှလည်းကစားပါဗျကျွန်တော်တေချာသလောက်ရှိတာတော့ဒီနေ့ညဒီနေ့မနက်မှာပေါ့နော် ပရိလိုင်းတည်တော့ပို၍တည်ကြမယ်လို့ကျွန်တော်ယုံကြည်တယ်ဗျာအလုံးမဒါလေးနားလည်မယ်ထင်ပါလေဗျာနော်ကျွန်တော်ဒီမှာတွဲမယ်ဆိုရင်4045ခွန်ဆိုပြီးတော့4045ခွန်ဆိုပြီးတော့ခဏန်း၃ခွက်ရမယ်ဗျာဒါဆိုရင်ကျွန်တော်ဘရိတ်လိုင်းလေးပြပေးမယ်ဗျာနော် တော့ပရိတ်တိုင်းလေးပါပြပေးမယ်ပြန်နော်တကယ်လို့ဒီဟိုလေးပြပေးပြီးသွားရင်လည်းအကိုမတို့ကမဆင်းနိုင်ဘူးပြန်နော်ကျွန်တော်ညနေအတွက်ပါပရိတ်တစ်လုံးနဲ့ပါကျွန်တော်ပြပေးခဲ့မယ်ပြကျွန်တော်ညနေမှာတော့အပြင်သွားစရာရှိလို့လိုင်းမလွတ်မြေဘူးပြန်နော်ဒါကြောင့်မို့ညနေအတွက်ပါကျွန်တော်တစ်ခါတည်းပြပေးခဲ့မယ်ပြ တုံညာရဲ့နှစ်ရဲ့တရက်တစ်ကဲသုံးလုံးပေါင်းချင်းတီသုံးသုံးဘဝတီရှင်းသုံးဘဝတီရှင်းသုံးနှစ်ခတ်တီငါရှင်းငါတီပြိတ်တုံညာနှစ်တသုံးလုံးပေါင်းချင်းတီသုံးသုံးဘဝတီရှင်းသုံးနှစ်ခတ်တီငါရှင်းငါတီပြိတ်ဒီရှင်းငါပြိတ်မှာ ခွင်ရှစ်ဆိုတော့ကျွန်တော်တို့ငါပြိတ်ထွက်ဒါဆိုရင်နောက်တစ်ပင်ကလည်းခွင်ရဲ့တရဲ့တရက်တစ်ကဲ ခွန်းနဲ့တင့်တဲ့ပေါင်းတော့၈၈နဲ့တရက်တင့်တဲ့ပေါင်းတော့၉၉ရဲ့ပါဝါတီလေး၉ရဲ့နှက်ခတ်တီ၆၄၆တီပြည့်ကျွန်တော်ဒီ၄၆ပြည့်မှာကျွန်တော်တို့၄နှစ်ဆိုတော့၆ပြည့်ထွက်နောက်တစ်ပြင်က၄ရဲ့၁ရဲ့တရက်၈၄နဲ့၁နဲ့ပေါင်းတော့၅၅နဲ့တရက်၈နဲ့ပေါင်းတော့၃၃ပါဝါတီ၈၃နှက်ခတ်တီ၅၈၅တီပြည့် ကျွန်တော်ဒီ15ပြိတ်မှာကျွန်တော်တို့26ဆိုတော့10ပြိတ်ထွက်အားလုံးပဲနားလည်ပါလို့ထင်တယ်ဗျာနော်ကျွန်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဗျာဒါဆိုကျွန်တော်ဒီနေ့မှာပြိတ်လိုင်းဒီ2ရက်8ရက်ဒီရက်4ရက်2နဲ့8နဲ့ပေါင်းတော့3ည3ညနဲ့ဒီရက်4နဲ့ပေါင်းတော့4 4ဘဝတီ6 4နဲ့ခတ်တီ2 6နှစ်တီပြိတ် ရိတ်အနည်းနဲ့ကျွန်တော်တို့ဒီမှာ6နှစ်ဒီပရိတ်ပေါ့နော်ကျွန်တော်တို့ဒီမှာ၄ဘိုင်ကိုတွဲထားတာမှာ4045ခွန်ဆိုတော့ကျွန်တော်တို့ပရိတ်နဲ့ကန့်ညီတာဒီ45ဒီတကွက်ကောင်းပေါ့ဗျာနော်အားလုံးမဲ့ဒါလေးနားလည်မဲ့ထင်တယ်ဗျာပရိတ်လိုင်းဒီကျွန်တော်နောက်ထပ်တစ်လိုင်းပြပေးအောင်မယ်ဗျာနော်ပရိတ်လိုင်းဒီပိုပြီးမာရဲဆိုတာကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဗျာကျွန်တော်တို့ဒီမှာ၄ဘိုင်တွဲထားဖြစ်တဲ့အတွက်၄ဘိုင်ကိုမ3.5ခွန်ကြီးနဲ့တွဲရင်နော်445 4ခွန်ပေါ့ဗျာနော် 454ခွန်းဒီထက်မှကျွန်တော်တို့ဗရိတ်လိုင်းနဲ့ကန့်ညီတာဒီ45ဒီတကွက်ကောင်းနေနဲ့ရတယ်ဗျမကြိုက်တဲ့ကောင်မထိုးနဲ့အာမချောင်းနဲ့ဟုတ်ကဲ့ဗျာနော်အဲ့ဒါတော့အကောင်းဆုံးပဲဗျမိမိကြိုက်မှလည်းထိုးပါဗျာနော်ဘယ်သူမှတော့အတိအကျသိနေတာမဟုတ်ဘူးဗျနေမင်းထိုးနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျအားလုံးပဲဒီထိနားလည်းမဲ့ထင်ပါလေဗျာနော်ဒါဆိုရင်နောက်ထပ်ဗရိတ်လိုင်းနဲ့တစ်လိုင်းပေါ့ဒီနေ့မှဗရိတ်လိုင်းဒီပို့ရေးမာရဲဆိုတော့ကျွန်တော်ပြောချင်တယ်ဗျာနော် ီမှာဆိုရင်ရောဒီမှာ3ရက်ဒီရက်နှစ်3ရက်နှစ်ကနှလုံးပေါင်းခြင်းဒီ9 9ဘဝဒီ3ညာ9နှစ်ခတ်ဒီ3 9 3ညာ3ဒီပြတဲ့3နဲ့2နဲ့ပေါင်းတော့9 9ဘဝဒီ3ညာ9နှစ်ခတ်ဒီ3 9 3ညာ3ဒီပြတဲ့9 3ညာ3ပြတဲ့မှာကျွန်တော်တို့ခွန်ရှစ်ဆိုတော့9ပြတဲ့ပေါ့နော် ဒီမှာ break line ရှင်းပြကျင်တာဒီကျွန်တော်တို့ဒီကောင်းဒီအပြည့်ယူရင်ကောင်းဒီ3ရှင်း5 break ဒီကောင်းဒီကျွန်တော်တို့9 3ည3 break ပေါ့နော်2ညာဒီကျွန်တော်တို့ဒီက9 break ပါမယ်ဒီက3 break ပေါ့နော်ဒီမှာလည်း3 break break 2 line ဒီကျွန်တော်တို့2ညာပါတယ်ဗျာနော်2ညာပါတာကို main quad အနေနဲ့ main break အနေနဲ့ပေးတယ်ဗျာတော့ဒီ9 break မှာခွင်ရှစ်ဆိုပြီးတော့ထွက်တယ်ဗျာဒါဆိုရင်နောက်တစ်ပြင်က၈ရက်၁ရက် တဲ့နဲ့ရှင်းနေပေါင်းတော့9 9ပါဝါတီလေး9နဲ့ခက်တီ6 9လေး6တီပြည့်ကျွန်တော်ဒီ9လေး6ပြည့်မှာလဲကျွန်တော်တို့6နှစ်ဆိုတော့6ပြည့်ဒီမှာလဲပြည့်တိုင်းဒီကျွန်တော်တို့ယူမယ်ဆိုရင်တော့9လေး6ပြည့်ဒီမှာလဲ9လေး6ပြည့်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့6နှစ်ဆိုပြီးတော့6ပြည့်ထွက်တယ်ဗျာဆောင်းမင်းဦးလေးကြိုက်တယ်ဟုတ်ကဲ့ပါဗျာနော် စေနာနဲ့ပြတ်ပေးနေတာတဲ့စေနာကိုမစော်ကားပါနဲ့တဲ့ဟုတ်ကဲ့ဗျာနော်ကျွန်တော်လည်းအကူမတို့စေနာနဲ့ပဲပြတ်ပေးခြင်းဖြစ်ပါတယ်ဗျာလွယ်မိုးစွာမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာအဲ့ဒါကျတော့နောက်တစ်ပင်ပေါ့နော်ဒီကနှစ်ရဒီကတက်တက်ရနှစ်ပေါင်းရသည်3 3ဘာဝသည်ရှင်း၃နှစ်ခတ်ဒီ၅၃၅ဒီဒီမှာလဲပြိဒိ၃၅ပြိမှာကျွန်တော်တို့2 6ဆိုပြီး10ပြိပေါ့နော် ဒီမှာလဲကျွန်တော်တို့ဗရိတ်အပြည့်ယူမယ်ဆိုရင်385ဗရိတ်ဒီမှာလဲ385ဗရိတ်ဗရိတ်ဒီတူညီမှုရှိတဲ့အတွက်ဗရိတ်လိုင်းဒီပိုးရအကောင်းနေပေါ့နော်ဒါဆိုရင်နောက်ဒီနေ့အတွက်ကကျွန်တော်တို့ဒီက6ရဲ့ဒီက8 8နဲ့6နဲ့ပေါင်းတော့4 4ဘာဝတီ9 4နဲ့ခတ်တီနဲ့4 9ခတ်တီဗရိတ်ပရိတ်အနေနဲ့ကျွန်တော်တို့၄၉နှစ်ပရိတ်ကျွန်တော်ဒီမှာ၄၉နှစ်ပရိတ်ပေါ့နော်အပြည့်ယူရင်ဆိုတော့ ဒါဆိုရင်ဘရိတ်လိုင်းဒီကျွန်တော်တို့၄ကိုနှစ်ဘရိတ်ဒီပို့ရအကောင်းနေဗျဘရိတ်လိုင်းကတော့၄ကိုနှစ်ဘရိတ်အကိုမတို့ကချိန်နေတတ်တာလေးရှိရင်တော့ဒီ၄ကိုနှစ်ဘရိတ်ရအောင်တွဲပြီးကစားပါဗျာနော်အားလုံးပဲကျွန်တော်ပြောချင်တာလေးကိုသဘောပေါက်ကြမယ်ထင်ပါတယ်ဗျဒါဆိုရင်ကျွန်တော်ဒီမှာကို၄ဘိုင်ကိုပဲကျွန်တော်တော့၄ကိုနှစ်ဘရိတ်ရအောင်တွဲပေးလိုက်မယ်ဗျာနော်ဒါဆိုရင်ကျွန်တော်ဒါပြည့်ရင်တော့ကျွန်တော်ဟောပါတော့နေခင်းအတွဲဘရိတ်တစ်လုံးရယ်ဝမ်းကျင်းလေးရယ်ကျွန်တော်တွဲပြတ်ပေးခဲ့မယ်ဗျာကျွန်တော်ညနေမှာတော့ လိုက်မလွန်အားရဖြစ်တဲ့အတွက်ကျွန်တော်အပြင်သွားစရာရှိလို့ပါဗျာနော်အကိုမတွေကိုကျွန်တော်ပြတဲ့ဗရိတ်လိုင်းလေးဒီမှန်ခဲ့ရင်တော့ပေါက်ကနန်လေးဖြစ်ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ကျွန်တော်တခါလဲကြိုးပြီးပြပေးခဲ့မယ်ဗျာနော်ညနေအတွက်ပါဒါဆိုရင်တော့ဒီ၄ဘိုင်ကိုဒီမှာတွဲမှာဒီ45 5ခွန်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဗရိတ်အနေနဲ့2ဗရိတ်ဆိုတော့48ဆိုပြီးတကွက်ထည့်ပေးမယ်ဗျာ မင်းထက်တဲ့အောင်မြင်ပါသေးတယ်ဟုတ်ကဲ့ပါဗျာနော်အောင်မြင်ပါသေးလို့စီတောင်းပေးပါလေဗျာအောင်ထေးလွန်းနဲ့40 45 48ခွန်48တဲ့ဟုတ်ကဲ့ဗျာနော်ဒါကတော့ကျွန်တော်ဒီမှာ၄စီလုံးပိုင်းလေးပေးနေတာဖြစ်တဲ့အတွက်လေးဟိုပဲကျွန်တော်ပရိတ်နဲ့ချုပ်ပြလိုက်ခြင်းဖြစ်တယ်ဗျာနော်ဥကြော်လိုင်းနဲ့ကျေးဇူးပါညီတဲ့ဟုတ်ကဲ့ပါဗျာကံကောင်းပါစေလို့ကျွန်တော်ဆုတောင်းပေးပါလေဗျာအကူမတို့ကဒီနေ့မှ၄မဟုတ်ဖယ်နဲ့ကြံတဲ့ခဏတစ်ခုကြိုက်လို့ဆိုရင်ဆိုပါစို့ဗျာနော်နှစ်ကြိုက်လို့ရှိရင်လည်းကျွန်တော်တို့၄၉နှစ်ပြည့်ရောက်အောင်တွဲပြီးကစားပါဗျာနော် ပရိလန်းဒီတော့ကျွန်တော်ဆက်ပေးမယ်လို့တော့ထင်ပါတယ်ဗျာဝမ်ဂျင်းနီရတော့တွေ့ရရတော့ရှိပါလိမ့်ဗျာနော်ဒါပေမဲ့ကျွန်တော်ဒီကောင်လေးပဲကျွန်တော်ပေးခဲ့လိုက်တော့မယ်ဗျာဒါဆိုရင်ညနေအတွက်ပေါ့နော်ညနေအတွက်ဒီကျွန်တော်ဒီမှာ9ရက်3ရက်ဒီရက်2 6 3လုံးပေါင်းခြင်းဒီလေ၄ရဲ့နှက်ခတ်ဒီတက်၄လေးတက်ဒီဒီမှာအချိန်ပေါ့နော်၄နှစ်အချိန်ပေါ့6ရဲ့3ရဲ့ဒီရက်နှစ်ကဲ3လုံးပေါင်းခြင်းဒီလေ၄ရဲ့နှက်ခတ်ဒီနှစ်၄နှစ်ဒီဒီနေ့မှာအချိန်ပေါ့နော်၄နှစ်အချိန်မှာ၄တက်ဆိုတော့၄ထီဒါဆိုရင်နောက်တစ်ပင်က3ရဲ့8ရဲ့ဒီရက်တက်3 8 3လုံးပေါင်းခြင်းဒီ6 6ရဲ့နှက်ခတ်ဒီ6 6 6ဒီအချိန် 6 6အချင်းမှာ6 8ဆိုတော့6 ठी ဒါဆိုရင်နောက်တစ်ပင်ကခွင်းရဲ့2ရဲ့ဒီရက်1ကခွင်း2 1 3လုံးပေါင်းချင်းဒီ3ညာ3ညာ2ခက်ဒီခွင်း3ညာခွင်းဒီဒီမှာအချင်း3ညာခွင်းအချင်းမှာ3ညာ4ဆိုတော့3ညာ ठी ဒါဆိုရင်ညနေမှာကျွန်တော်တို့4ရဲ့6ရဲ့ဒီရက်8က4 6 8 3လုံးပေါင်းချင်းဒီ8 8ရဲ့နှက်ခက်ဒီ8 8ဒီအချင်း ညနေမှာကျွန်တော်တို့၈တက်အချိန်ပဲเนาะဒါဆိုရင်ကျွန်တော်ဒီ၈တက်အချိန်ကိုကျွန်တော်ပရိသတ်လေးပြပေးမယ်ဗျာ။ ယ်တရက်နှစ်ကိုလေးနှစ်ပေါင်းချင်းဒီကျွန်တော်တို့900ရအဲ့900ဒီကျွန်တော်တို့သူ့ရဲ့တပင်ကျော်မှာ break လေးတက်ဆိုတဲ့9 break အားလုံးပဲဒါလေးနားလည်မဲ့ထင်ပါလေဗျတော့ဒီမှာ9ရဲ့4ရဲ့ဒီရက်နှစ်ကဲ3လုံးပေါင်းချင်းဒီ9အဲ့ဒီ9ဒီသူ့ရဲ့တပင်ကျော်မှာ၄တက်ဆိုပြီးတော့ break ထွက်တယ်ဗျ9 break ဒါဆိုရင်နောက်တပင်က3ညရဲ့3ရဲ့ဒီရက်1ကဲ3ည3 1 သုံးလုံးပေါင်းခြင်းသည်လေးအဲ့ဒီလေးသည်သူ့ရဲ့တပင်ကျော်မှာ brake 6ရှစ်ဆိုပြီး၄ brake ထွက်တယ်ဗျမွန်ရဲမင်္ဂလာပါကျမ်းမာပါသည်ဟုတ်ကဲ့ပါဗျအားလုံးမှဒါလေးနားလည်မယ်ထင်ပါတယ်ဗျဒီမှာဆိုရင်3 3သုံးလုံးပေါင်းခြင်းသည်လေးအဲ့ဒီလေးသည်သူ့ရဲ့တပင်ကျော်အောက်မှာကျွန်တော်တို့6ရှစ်ဆိုပြီးတော့၄ brake ထွက်တယ်ဗျဒါဆိုရင်နောက်တပင်ကခွင်းရဲ့6ရဲ့ diastic ခွင်းရဲ့6ကပေါင်းတော့3 3နဲ့ဒီရက်1နဲ့ပေါင်းတော့4အဲ့ဒီ4ဒီလဲသူ့ရဲ့တပင်ကြောမှာကျွန်တော်တို့3ည4ဆိုပြီးတော့4ပြိတ်ထွက်တယ်ဗျဒါညနေအတွက်ပြိတ်လိုက်မှာဗျเนาะဒါဆိုရင်ဒီနေ့ညနေမှာဒီပြိတ်လဲဆက်ပေးနေမှာဆိုရင်ကျွန်တော်တို့4ရဲ့ဒီရက်4ရဲ့ဒီရက်8၄နဲ့၄နဲ့ပေါင်းတော့၈၈နဲ့ဒီရက်၈နဲ့ပေါင်းတော့ ဒါဆိုရင်ဒီ6ဒီသူ့ရဲ့တပင်ကျော်အောက်မှာ break ပေါ့နော်ဒါဆိုဒီမှာဒီကျွန်တော်တို့6 break အလုံးမဲ့ဒါလေးနားလည်မယ်ထင်ပါတယ်ဗျာ break line ဒီညနေမှာတလုံးနဲ့ break ဆိုရင်6 break break အပြည့်ယူမယ်ဆိုရင်တော့6 power ဒီ1 6နှစ်ခတ်ဒီကို6 1 9ဒီ break ကျွန်တော်ဒီမှာ1 chain ဒီ8တဲ့အချိန်ပေါ့နော်8တဲ့အချိန်ဆိုမှကျွန်တော်8 3 1ကို6 1 9 break ရအောင်တွဲမယ်ဗျာဒါညနေအတွက်ပါဗျာနော် 8319 619ပြည်ရောက်အောင်တွဲမယ်ဗျ6ပြည်တီတော့မင်းပါဗျနော် ူးစူးကိုင်းနဲ့ရှစ်ပူးတင်ငါးတဲ့ညနေဟုတ်ကဲ့ပါဗျာနော်ရှစ်တဲ့ချိန်6တက်9ပြည့်တဲ့လေးနိုင်ခွဲအတွက်ဟုတ်ပါတယ်ဗျာဒါကတော့ကျွန်တော်ညနေလေးနိုင်ခွဲအတွက်ပါဗျာနော်အမှန်ကတော့ရှစ်တဲ့ချိန်ပေါ့ရှစ်တဲ့ချိန်ဆိုပေမဲ့ကျွန်တော်ရှစ်ပါဝါတီ3ရှစ်နှစ်ခတ်တီ1ရှစ်3တက်ကီလို့ယူလိုက်တယ်ဗျာရှစ်3တက်ကီကို6တက်9ပြည့်ဗျာနော်ညနေမှာပြည့်တလုံးနဲ့နေဆိုရင်6ပြည့်တီတော့ main main ပေးနေတာတော့တွေ့ရတယ်ဗျာ ကျူးကျူးကြလက်မနှိပ်ကြပါဦးနဲ့ဟုတ်ကဲ့ဗျာနော်ကျွန်တော်ဒါလေးပြောချင်ပါလေဗျာလက်မဒီကျွန်တော်ဘလောက်ပဲလူပေါင်းများစွာတွေ့ကြလေလက်မနှိပ်တာတော့နည်းနည်းလေးပဲရှိပါလေဗျာနော်ကျွန်တော်တော့ကိုမလေးကိုစေရနာနဲ့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပေးတာပဲဗျာဒီနေ့မနက်မှာတော့ကျွန်တော်တို့ပရိတ်ဒီ၄ခုနှစ်ပရိတ်ဗျာနော်မနက်ပိုင်းပရိတ်ကတော့၄ခုနှစ်ပရိတ်ညနေမှာတော့6.9ဒီပရိတ်ပေါ့နော်6.9ပရိတ်မှာမှကျွန်တော်တို့6ပရိတ်ဒီတော့ main ပြ အားလုံးပဲဒါလေးနားလည်မဲ့ထင်ပါတယ်ဗျာနော်ဒီပရိသတ်လေးကိုပြပြခဲ့တယ်မနေ့ကကိုလိုင်မြင့်ထွန်လာမသိဗျာနော်ကျေးဇူးတင်ပါတယ်ဗျာဒီနေ့မနေ့ကနေ့ကတော့ကျွန်တော်ဒီမှာဒါပဲပြလိုက်ရပါဘောနော်40 45 48 48ဗျာအခုမှတော့မိမိကြိုက်တဲ့ဝမ်းကျင်းတော်လည်းကောင်းလုံးမိုင်းတော်လည်းကောင်းရှိရင်ပေါ့ဗျာနော်ဒီနေ့မနေ့မှာတော့၄ခုနေပရိရောက်အောင်တွဲပြီးတော့ကစားသီးကြပါလေဗျာ အားလုံးပဲကျွန်တော်ပြောလေးနားလည်မဲ့ထင်ပါလေဗျာနော်ဒါကတော့ညနေ၄နာရီခွဲအတွက်ခဏန်းဖြစ်ပါလေဗျာအားလုံးပဲကျွန်တော်တွေ့ပြတဲ့ခဏန်းလေးဒီပေါ့ခဏန်းလေးဖြစ်ပါစေလို့ဆုတောင်းပေးပါလေဗျာအားလုံးပဲကျွန်တော်လိုက်ကိုကြည့်ရှုအားပေးကြတဲ့သူတိုင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေတူးဒီကိုလည်းထိုးရင်ပေါ့ပြီးတော့တပတ်တပတ်အမျက်တွေရပါစေလို့ဆုတောင်းပေးပါလေဗျာမော်မော်လေးကျေးဇူးတော်ဟုတ်ကဲ့ပါဗျာနော်အားလုံးပဲကံကောင်းကြပါစေအားလုံးပဲဘိုင်ဘိုင် see you ပါအားလုံးပဲ